စတီဗင်ဂျရက်တောင်တလို့မလို့ဘူးပြောလာတဲ့လဲချက်တွေဆာလာရဲ့ပြဿနာနဲ့အာနီစလော့ရဲ့နောက်ဆုံးသဘောထားအားလုံးပဲမင်္ဂလာပါဗျာရက်စပေါ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အန်ဖီမှာတော့ပြဿနာချို့ရှိနေပါပြီတစ်ဖက်မှာအတင်းကအင်တာမီလန်ကိုအဝေးခွင်မှာအနိုင်ယူပြီးချန်ပီယံလိမျောလင်းချက်ရှင်သန်ခဲ့ပြီမယ်ကွင်းပြင်မှာတော့ဆာလာနဲ့ပတ်သက်တဲ့စကားစစ်ပွဲတွေကပိုပြီးပြင်းထန်လာနေပါတယ်ဆာလာရဲ့တငယ်ချင်းတွေကကာရီကာကိုတိတ်ခါမဲ့ကောင်လို့ဆဲဆိုကြတယ်လို့ ခံရွေးကစားသမားကြီးတွေကလည်းစတီဗင်ဂျယ်ရက်တောင်ဒီလိုဘယ်တော့မှမလုပ်ဘူးဆိုပြီးဆာလာကိုပြစ်တင်ဝေဖန်နေကြပါတယ်။ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေမှာနီးပြအာနီစလော့ကဆာလာကိုလီဗာပူးမှာပြန်မြင်ရင်းနဲ့ဆိုတဲ့သတင်းတော်တယောက်ရဲ့မြင့်တာရက်ခံချက်ကိုမြန်တာထားတင်းတင်းနဲ့ဘလို့ပြန်ပတ်လိုက်လဲ။လီဗာပူးရဲ့အဝေးလဲကန်းဒရာမာဇက်လန်းဆောင်ကိုတင်ဆက်ပြီးသွားမှာပါ။ပထမဆုံးပွဲရလဒ်ကိုပြောရရင်လီဗာပူးကဆာလာမပါပေမဲ့တကိုးဂုံးရှိဆိုတဲ့ရလဒ်နဲ့အဖို့တန်၃မှတ်ကိုရယူနိုင်ခဲ့ပါတယ်။ ဆယ်ရက်အတွင်း၄ပွဲကစားခဲ့ရပြီးစီနီယာကစားသမား73ယောက်ထဲကျန်တဲ့အခြေအနေမှာဒီနိုင်ပွဲကရွှေလိုတန်ဖိုးရှိပါတယ်။ Topspot ရဲ့သုံးသက်သူအလိုက်မက်ကွိုက်ကတော့ပင်နယ်တီသွင်းယူပေးခဲ့တဲ့ဆိုဘိုစလိုက်ကိုချီးကျူးလိုက်ပြီးဒီကောင်လေးက Liverpool ရဲ့အကောင်းဆုံးကစားသမားပဲ သူ့ကိုနောက်တန်းမှမထားပဲတိုက်စစ်မှာပိုသုံးတဲ့နယ်လို့အကြံပြုသွားပါတယ်။2009ခုနှစ်နောက်ပိုင်းချန်ပီယံလိမှာဆာလာမပါပဲပထမဆုံးရယူနိုင်ခဲ့တဲ့ဒီအဝေးခွင်းနိုင်ပွဲကနီးပြအာလီစလော့အတွက်တပ်ပြင်းချနိုင်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ပွဲနိုင်လို့စိတ်သက်သာရရခဲ့ပေမယ့်ဆာလာနဲ့နောက်ဆက်တွဲကြက်ကတော့မငြိမ်သေးဘူးလို့ဆိုရမှာပါ။အကြောင်းရင်းကတော့လီဗာပူးကစားသမားဟောင်းဂျေမီကာရီကာကဆာလာကိုအတကြီးတယ်လို့ဝေဖန်ရာကနေစခဲ့တာပါ။ဒီဝေဖန်မှုကိုမခံမရနိုင်ဖြစ်တဲ့ဆာလာရဲ့အသင်းပေါ်ဟောင်းအေမိုဟာမဒီကာ ကာရီကာကိုပြင်းပြထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ဟဲ့လူဂျေမီခမရတကယ်သိခါမဲတဲ့ကောင်ပဲ။ရော်နယ်ဒိုကခမရကိုဘာလို့စကားမပြောဘဲကြော်သွားလဲ။မက်ဆီကခမရကိုဘာလို့မီးလို့ခေါ်ခဲ့လဲဆိုတာအခုမှပဲတေချာသိတော့တယ်ဆိုပြီးအတိတ်ကအနာဟောင်းတွေကိုပြန်ဖော်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ဒါ့အပြင်လိုဗရန်ကလည်းတကားပိတ်ထားတဲ့နောက်ွယ်ကကိစ္စတွေကိုမင်းတို့မသိပါဘူးဆိုပြီးလီဗာပူးအသင်းနဲ့ဆာလာရဲ့ကြားမှာအခြားပြဿနာတွေရှိနေကြောင်းအရေးမို့ပြောကြားခဲ့ပါသေးတယ် ဒီလိုတငယ်ချင်းတွေကကာဝယ်ပေးနေပြီပဲဗမ်းလိုက်တဲ့ဂန်တွေတွေကတော့ဆာလာကိုအပြစ်မြင်နေကြပါတယ်အလိုက်မက်ကွိုက်ကလီဗာပူးဂန်တွေစတီဗင်ဂျာရာနဲ့ညစာစာရင်မေးခဲ့တဲ့အကြောင်းကိုပြန်ပြောပြပါတယ်ငါဂျာရက်ကိုမေးကြည့်တယ်မင်းသာဆိုရင်အခုလိုလုံမလားပေါ့ဂျာရက်ကပြောတယ်ငါစိတ်တို့လို့ကိုင်းထဲမှာရန်ဖြစ်ကောင်းဖြစ်ပဲဒါပေမဲ့အသင်းပေါ်တွေပရိသတ်တွေနဲ့အသင်းကိုမလီမစားလုပ်တဲ့ဇာတ်မျိုးဘယ်တော့မှမပြောဘူးတဲ့ဒါကြောင့်ဆာလာရဲ့လောက်ရလီဗာပူးရဲ့တန်ဖိုးတွေကိုချိုးဖောက်အောင်ရောက်နေတယ်လို့ဂန်တွေကသုံးသပ်ကြပါတယ် ဒီချက်တွေကိုနီးပြအာနီစလော့က Amazon Prime နဲ့တင်ဆက်တဲ့အင်တာဗျူးမှာဝန်ခံသွားပါတယ်။ဆာလာရဲ့ကိစ္စတွေလီးနေပွဲတေးကြတာတွေကအသင်းရဲ့စွမ်းအင်တွေကိုပြုံးတီးစေခဲ့တယ်။အဝေးလဲခန်းထဲမှာဒီလိုကိစ္စမျိုးဖြစ်လာရင်ကစားသမားတွေကိုရိုက်ခတ်မှုရှိတာအမှန်ပါပဲလို့သူကပြောပါတယ်။အဲ့ဒီအချိန်မှာသတင်းတော့ကကျွန်တော်တို့ခမောက်ကိုရောမိုးဆာလာကိုရောလေးစားပါတယ်။အကျဉ်းပွားစရာတွေမဖြစ်ချင်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ဘက်ကလည်းယူဆချက်တွေအမျိုးမျိုးရှိနေလို့ပါ။ခမည်းသူကိုအတင်းနဲ့ပြန်ခေါ်ဖို့ရည်ရွယ်ချက်ရှိတာ ဘာလို့လဲဆိုတော့လူတိုင်းအမားနဲ့မကင်းကြဘူးလေပြီးတော့ခမရမာလည်းဆဲတဲ့ကောင်ရှိတာပဲလို့ပြောဆိုလိုက်တဲ့အခါမှာတော့အာနီစလော့ကနေပါအောင်ခမရကလူတိုင်းအမားနဲ့မကင်းဘူးလို့ပြောတယ်ဒါဆိုရင်ကစားသမားကိုယ်တိုင်ကရောသူမားတယ်လို့ခံယူထားရလားပြီးမှဘယ်သူကစကားဆပြောရမလဲဆိုတာစဉ်းစားရမှာပါလို့ပြန်ပြီးပါတယ်တရင်နောက်ကနီးပြနဲ့ကလပ်အသင်းဘက်ကစတင်တယ်လို့ထပ်ပြောတဲ့အခါ okay အဲ့ဒါခမရအမြင်လေးဆိုပြီးစကားကိုပြက်ပြက်သားသားဖြတ်ချလိုက်ပါတယ်ဒါကိုကြည့်ချင်းအားဖြင့်အာနီစလော့ရဲ့သဘောထားကရှင်းပါတယ် ။ဆာလာနီနဲ့ပြန်ကစားချင်ရင်သူ့အမားကိုသူသိပြီးအရင်ဆုံးလာတောင်းပန်ရမယ်ဆိုတဲ့သဘောပါပဲ။ဒါကတော့လက်တလောတိရှိရတာဒီပါအညီကိုတော့ဆာလာရဲ့တငယ်ချင်းတွေကကာဝယ်ပေးတယ်။လဲကျက်တွေကဝေဖန်တယ်။ဒီပြကရာဇဝတ်ပေးတယ်။ဒီကြားထဲမှာဆာလာပါဆက်လုံးမလဲ။ဇန်နဝါရီမှာပဲအသင်ပြောင်းမလား။တောင်းပန်ပြီးပြန်လာမလား။ညီကိုတို့ရဲ့အမြင်လေးတွေကို comment မှာရေးပေးတော့ကြပါအောင်။ update သတင်းရခဲ့ရင်ထပ်တင်ပေးပါမလို့ channel လေးကို subscribe လုပ်ခဲ့ကြပါအောင်။